မလုံးမင်္ဂလာပါရှင်ကျွန်မမနေ့တုန်းက God Trust Approach ရဲ့အကြောင်းလေးကိုဆွေးနွေးသွားတယ်အဲ့ဒီမှာဆိုရင်ဒီချင်းကနေရလဲဟိုပေါ့နော်ဒီပို့ပြီးတော့ကောင်းမွန်တဲ့ချင်းကနေလေးဖြစ်တဲ့အတွက်ပေါ့နော်အများကြီးလေ့လာထားဖို့လိုအပ်တယ်အဲ့ဒီမှာဆိုရင်ပညာရေးရဲ့အဓိကအင်အားကြီး၃ခုကိုလည်းကျွန်မဆွေးနွေးခဲ့ပါတယ်အဲ့ဒီမှာဒါစိတ်ကူးစိတ်သန်းနေကောင်းဖို့လိုအပ်တယ်အမှန်တရားကိုချင့်မြတ်လို့ဖို့လိုအပ်တယ် နောက်တစ်ခါကျွန်တော်တို့တာဝန်ယူတတ်မှုလိုအပ်တယ်ဆိုတဲ့ပညာရေးရဲ့အဓိကပညာရေး၃ခုပေါ့နော်မရှိမဖြစ်လိုအပ်တဲ့အကြောင်းလေးကိုဆွေးနွေးသွားတယ်ပြီးတော့ the order approach ကမတော်တင်းဤစနစ်တကူမဟုတ်ဘူးအမှုပညာတရက်ဖြစ်တဲ့လူတယောက်မှရှိနေတဲ့အရာတွေကိုနှိုးဆွပေးသောအမှုပညာရက်တကူဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးတွေကိုကျွန်တော်ဆွေးနွေးသွားခဲ့ပါတယ်ရှင်ခဏမှလည်းပဲဒီ order ရဲ့ပေါ့နော်ဒါ လေ့လာ ပြီးတော့ပေါ်ထုတ်ထားတာလေးကိုကျွန်မဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်ရှင်။အဲ့မှာဆိုရင် border approach မှာဆိုလို့ရှိရင်အချက်လက်တွေအင်စာတွေစာမေးပွဲအမှတ်တွေကိုအလေးထားမှုနည်းတယ်တဲ့။ဒီပေါ်မှာအင်စာတွေစာမေးပွဲတွေပေါ်မှာဒီကလေးတွေရဲ့လှုပ်ဆောင်နိုင်မှုတွေကိုဦးတည်ကြမထားဘူး။ နည်းနည်းပါးပါးပဲထားတယ်အလေးနဲ့အများကြီးအလေးမထားဘူးတဲ့အဓိကအချက်လက်တွေအင်စာတွေများများမပေးဘူးပေါ့လေစာမေးပွဲအမှတ်တွေကိုလည်းအလေးထားမှုနည်းတယ်တဲ့နောက်တစ်ခါဖတ်စာအုပ်တွေကွန်ပျူတာတွေပေါ်မှာလည်းအလေးထားမှုနည်းတယ်တဲ့ဒီ approach ကကြတော့လေဘာတွေပေါ်မှာ तू ကအလေးထားမှုတာသွားတော့ဆိုရင်သူ့ရဲ့အဓိကအချက်ကကြတော့ story telling နေ story telling နေကနေပြီးပုံပြောခြင်းနေ story story ပုံဝိထုတွေကို သူတို့ပြန်လဲပြောပြစီခြင်းအဖြစ်ပေါ့နော် story telling နေလုပ်ခြင်းနေနောက်တစ်ခါ hand on learning နေအဲအဲ့လိုလက်တွေ့စမ်းသပ်ချက်တင်နေပေါ့နော်ဒါသူတို့တွေကိုလောက်ကင်စီခြင်းအဖြစ်အဓိကပင်နည်းအနေနဲ့အသုံးပြုပါတယ်ဒါဆိုရင်ကျမတို့ story telling နေနဲ့အဓိကပေါ့နော်လက်တွေ့ဆန်းသပ်လုပ်ကိုင်ခြင်းနေရဲ့အဓိကသင်ပြီးဖြစ်နေဒီ border approach ကနေပြီးတော့မိမောင်းထုတ်ပြထားပါလေရှင်။နောက်သူ့ရဲ့ဒီ approach ရဲ့ထူးခြားချက်ကလေးတစ်ခုကတော့လေကလေးတိုင်းဟာတဲ့ ဂီတပစ္စည်းတစ်ခုခုကိုတီးမဝရဥမာပလွေမှုတ်ချင်းပေါ့နော်ပလွေကိုသူတို့မဝရမှုတ်တောင်းတင်ရတယ်အဲ့တော့သူဒီဟာဒီ approach ကိုသုံးပြီဆိုလို့ရှိရင်ကလေးတိုင်းဟာဂီတပစ္စည်းတစ်ခုခုကိုတီးမှုတ်တောင်းတင်ပေးပါတယ်တဲ့အဲ့ဒီလိုမျိုးနဲ့ပေါ့နော်ဒါပုံပြောခြင်းတွေကိုအဓိကထားတယ်ကျွန်တော်တို့လက်တွေ့ဆန်းသက်ခြင်းတွေကိုဒီဒီကထားပြီးတော့တင်ဤတစ်ခုဖြစ်တယ်ဆိုတာလေးကို water approach ကနေပြီးတော့မိမောင်းထုတ်ပြထားပါတယ်ရှင်ဆက်လက်ပြီးတော့ သူ့မှာပြိုင်ဆိုင်မှုမပါတဲ့ကစားနည်းတွေပေါ့နော်ကျမတို့စုတွေအဲပြိုင်လိုက်လို့စုတွေပထမစုဒုတိယစုတွေအယုတ်ဟိုပါနော်ပစ္စည်းတွေပေါ့နော်အဲ့အရာတွေပေးခြင်းလိုမျိုးနဲ့အစာကစားစေခြင်းနည်းတွေကိုမဆောင်ရဘူးမပြိုင်ဆိုင်မှုမရှိဘဲနဲ့ကစားရတဲ့ကစားနည်းတွေကိုအဓိကထားတယ်နောက်တစ်ခုကကြတော့ကာယအနေနဲ့ကခုံရတာအဲသူတို့တွေကဒီသူ့ရဲ့စီးချက်ဟွာချက်ညီအောင်ပေါ့နော်ကျမတို့နေရတာဟိုနားလဲတယ်လို့ဟွာပြအောင် ကာယံနဲ့ kait ညီအောင်ကခုံညင်းတွေကိုဒါလေ့ကျင့်ပေးစီတယ်။နောက်တစ်ခါအထူးသဖြင့်ကဘာလို့ဆိုရင်စိုက်ပျိုးရေးလုပ်ငန်းတွေကိုဟိုတကယ်ကိုပဲဟွာပေါ့နော်။သူကဒါထိတိယောက်ယောက်နဲ့ဒါစိုက်ပျိုးရေးလုပ်ငန်းတွေကိုလှုပ်ဆောင်စေတဲ့ခြင်းတွေကိုလည်းပို့ပြီးတော့လှုပ်ဆောင်စေတယ်။ဒါဆိုရင် organic အစားအစာတွေကိုရရှိလာစေမှာပေါ့လေ။ဒါကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်းဦးစားပေးပြီးလုပ်ခိုင်းတယ်။နောက်တစ်ခုကဒီမှာနိုင်ငံခြားဘာသာနှမျိုးတင်ရတယ်။ ဲ့ဒီမှာနိုင်ငံခြားဘာသာနှမျိုးမှာအတန်နေပေါ့နော်စောင်းနေ story daily နေအဲနောက်တော့က conversation ဆိုတာအပြန်အလှန်ပြောဆိုခြင်းနေဘာလို့တုံးဆိုရင်တေချာပေးတယ်တဲ့ဒါဒီမိခင်ဘာသာစကားအပြင်နိုင်ငံခြားဘာသာနှမျိုးကိုလည်းဒီက border approach ဆိုကြောင်းဖွင့်ထားတဲ့ကြောင်းနေမှာပေါ့နော်ဟို order approach method နဲ့ဖွင့်ထားတဲ့အကြောင်းတွေမှာဒီလိုမျိုးတွေတင် जा ပေးတယ်တဲ့နောက်တစ်ခုသူ့မှာထူးခြားတာအကြောင်းအတန်းကြီးသွားတဲ့ကလေးတွေဆိုလို့ရှိရင် ကန္နဝင်ပြဆက်ကြီးတွေကိုပဲတင်ဆက်ပြသနိုင်တဲ့အဆင့်ထိရအောင်မလုပ်တော့စေလေ့ကျင့်စေတယ်တဲ့သူကဘယ်နုပညာရက်ကိုဟာဦးစားပေးပြီးတော့နုပညာရက်နဲ့လူတယောက်မှရှိနေတဲ့အရာတွေကိုဒါဖော်ထုတ်တာကိုအဲ့တော့ကြတော့အဓိကဒီကန္နဝင်ပြဆက်တွေကိုလည်းအတန်းကြီးသွားတဲ့ကလေးတွေဆိုလို့ရှိရင်သူတို့တွေကိုယ်တိုင်တင်ဆက်ပြသနိုင်တဲ့အဆင့်ရအောင်လေ့ကျင့်ပြုထောင်ပေးပါတယ်တဲ့ဒါလေးကတော့ကျမတို့ order approach ကထူးခြားချက်ကလေးတွေပါရှင် အဲ့ဒီမှာ तू ကကျွန်တော်ရဲ့စနစ်နဲ့တူတယ်ဘာလို့ဆိုရင် KG+12 အဲ့ဒီမှာတင်ယွညွန်းတန်းနေရှိရဲအဲ့ဒီကတင်ယွညွန်းတန်းနေတဲ့မှာတင်ချာတွေရတစာပေတွေတမိုင်းတွေတိတ်ပတ်နေအပြင်ဘာကိုပါထည့်ထားတော့ဆိုရင်အမှုပညာဘာသာရဲ့နဲ့လက်တွေ့လုပ်ငန်းတွေအများပြားထည့်ထားတယ်တဲ့ art ဒီရတော့ဒီအမှုပညာအခြေခံတာဆိုတော့လေနောက်တော့ hand on activity တွေဒါကိုယ်တိုင်လက်ကိုယ်တိုင်လက်နဲ့ကိုင်းတွေပြီးတော့ဗောနောလှုပ်ဆောင်ရတဲ့လုပ်ငန်းတွေ ဒါတွေကိုဒါဟန်းတို့လမ်းကြီးတွေကိုမလုပ်တော့ဆိုရင်အဓိကထားပြီးတော့တင်ယူရတယ်။အဲ့ဒီမှာဆိုရင်မူလာန်းကလေးတွေဆိုရင်ဆေးရောင်တွေခြေရတယ်။တို့တွေဒီမှာဆေးရောင်လေးတွေခြေနေကြတယ်။တို့နှစ်သက်တဲ့အရောင်လေးတွေအတိုင်းပေါ့နော်။ဆေးရောင်တွေခြေရတယ်။ပကြီးတွေပကြီးဆွဲရတယ်။ရက်လုတ်ချင်းဆိုတာတစ်ခုခုပေါ့ပစ္စည်းတစ်ခုခုအကြောင်းအရာတစ်ခုခုပေါ်မှာမူတည်ပြီးတော့ရက်လုတ်ချင်းလုပ်ငန်းလေးတွေလုပ်ရတယ်။နောက်တစ်ခါဖျောင်းနဲ့ပေါ့နော်ဖျောင်းလေးတွေဆိုပျော့ပျော့လေးတွေနဲ့တို့တွေ ဗဟုထုပုံသွင်းခြင်းလေးတွေကိုတို့စိတ်ကူးညံတဲ့မှာရှိတဲ့ပုံစံလေးတွေကိုမလုပ်ခိုင်းတော့ဆိုရင်လှုပ်ဆောင်စီတယ်တဲ့။ဒါဆိုရင်မူလရန်ကလေးတွေကိုဆေးရောင်ချဲ့ခြင်းနေ၊ပကြီဆွဲခြင်းလုပ်ငန်းနေ၊ရက်လုတ်ခြင်းလုပ်ငန်းနေဖျောင်းလေးတွေနဲ့တို့စိတ်ကူးထဲမှာဖြစ်ပေါ်လာတဲ့အကြောင်းအရာလေးတွေကိုဗဟုထုပုံသွင်းစေခြင်းတွေကို ဘာဒီက approach ကနေပြီးတော့လောက်ဆောင်စီတယ်အဲ့ဒီမှာကလေးကြီးသွားတဲ့ကလေးတွေဆိုလို့ရှိရင် ပုံစံတွေ pattern တွေရနေပြီးတော့စပြီးတော့ပါအောင်လောက်ဆောင်ပေးနေပြီးဇာုပ်တွေကြောက်တွင်းဘဘူးကြောက်တွင်းဘဘူးပေါ့နော်ထူတဲ့လုံဟိုလောက်ဆောင်စီနီးလေးတွေအိုးလုပ်ငန်းတွေစသည်ဖြင့်ပေါ့နော်ဒါကတော့ကြီးတဲ့ကလေးတွေအတွက်ဘာလို့ဆိုရင်လောက်ဆောင်စီခြင်းတွေကိုလောက်ဆောင်စီခြင်းအဖြစ် ဒီကသူ့ရဲ့ဒီ borders approach ကနေပြီးတော့ကလေးမှာပြင်ပြသွားရမယ့်အကြောင်းအရာတွေကိုပြင်ပြအောင်ဆောင်ရွက်စီပါတယ်တဲ့နောက်တစ်ခါအကြောင်းတင်ဘာသာရက်တွေအားလုံးကိုတဲ့လုပ်ငန်းအခြေခံချင်းကနီးအဲ့ဒါလည်းအရေးကြီးတယ်သူ့ရဲ့သူ့ရဲ့သူ့ရဲ့ဒါအရေးကြီးတဲ့ချက်ထဲမှာပါတာပေါ့နော် borders approach ကအရေးကြီးတဲ့ချက်ထဲမှာပါတယ်အကြောင်းတင်ဘာသာရက်အားလုံးကို လုပ်ငန်းအခြေခံချင်းကနီးနေဘာလို့တုံးဆိုရင်ချင်းကပြီးတော့ယာယီတို့ရဲ့ ညာသိရင်မှုကိုအောင်မြင်အောင်ဒါတိုးတက်အောင်ဆောင်ရွက်တဲ့ project based approach ဆိုတာသူတို့ project လုပ်ငန်းလေးတူတူရောက်တယ်လောက်ရတာမဟုတ်ပုံစုလေးတွေနဲ့အဲတူတူရောက်တယ်လောက်လုပ်လို့ရတဲ့ project လေးပေးလို့ရပါတယ်တူတူရောက်တယ်လုပ်လို့ရတဲ့လုပ်ငန်းလေးတွေလည်းရှိသူအများအပြားတော့အများနဲ့စုပြီးတော့လှူဆောင်ရတဲ့လုပ်ငန်းလေးတွေကိုလှူဆောင်စေခြင်းအပြင်ဒီသူ့ရဲ့ချင်းကန်နေရနေပြီးတော့ဒါဦးစားပေးပြီးတော့ဆောင်ရွက်စေပါတယ်တဲ့။ကျောင်းသင်ပါတဲ့ရဲ့အလုံးကိုလုပ်ငန်း အခြေခံချင်းကပ်နည်းပေါ့နော် project based approach ကိုတုံးပြီးတော့ချင်းကပ်စေပါတယ်လေရှင်အဲ့ဒီမှာကျွန်တော်တို့တွေဟိုနားတကသူကဘာဟိုဘာထပ်ပြီးတော့ဦးစားပေးသေးတုံးဆိုရင်ဟိုထက်ခါထက်ခါလုပ်ရတဲ့အကြောင်းကိုဘာဖြစ်တုံးဆိုဦးစားပေးတယ်အဲ့ဒီကထက်ခါထက်ရထက်ခါလုပ်ရတဲ့လုပ်ရအောင်ပေါ့နော်သူထက်ခါထက်ခါဒီအကြောင်းအရာကိုလှောက်ဆောင်စေအောင်အချိန်စရာကိုလည်း ဟိုအချိန်ဇာတ်တွေပေါ့နော်အဲ့လိုမျိုးလှုပ်ဆောင်ရတဲ့အချိန်ဇာတ်တွေစဥမာတမိုင်းနေသိပ်ပန်နေစိုက်ပျိုးရေးတွေကိုမနေ့ပိုင်း2နာရီကနေပြီးတော့2နာရီကနေပြီးတော့နော်မနေ့ပိုင်းကနေပြီးတော့2နာရီခန့်ပေါ့မနေ့ပိုင်းမှာ2နာရီခန့်လောက်ပေါ့နော်အချိန်ပေးပြီးတော့၄ဘတ်၆ဘတ်တင်ကြားစီရင်အဲ့မှာ၄ဘတ်၆ဘတ်တင်ကြားစီရင်ねသူကိုဒါဒီမနေ့ပိုင်းထဲမှာဒီဘာသာရက်တွေပေါ့နော် အဲဒီတမိုင်းတို့သိပ်ပန်းတို့စိုက်ပျိုးရေးတို့ကိုမနေ့ပိုင်းမှာနှစ်နာရီလောက်သူတို့ကမလုပ်တော့ဆိုရင်အပတ်ရနှစ်စဉ်ပေါ့အပတ်စဉ်သင်ကြားစီရဲ့နီလန်းလေးတွေကိုလည်းသုံးပါတယ်တဲ့နောက်တစ်ခါသိပ်ပန်းဘာသာရပ်မှာလက်တွေ့ဆန်းသက်ချင်းကနီးအဲကိုကိုရိုင်းလက်တွေ့ချမ်းဆန်းသက်ရတဲ့ချင်းကနီးကိုလည်းအသုံးပြုတယ်ကြီးစုလေးလာတယ်အဲသူတို့ဘာလှုပ်ဆောင်နေတာကိုလည်းမိမိရဲ့ကြီးစုရင်းနဲ့လေးလာသုံးသက်တဲ့ ဒါလုပ်ငန်းလေးတွေကိုလည်းပေးစီတယ်နောက်တကကိုကိုတိုင်းလက်တွေ့ရှာဖွေလုံဆောင်စီခြင်းအပြင်တွေ့ရှိလာတဲ့ရှာဖွေတွေ့ရှိမှုတွေ scientific consensus ဒီသိပ္ပံနည်းကြလက်တွေ့စမ်းသပ်မှုယူဆချက်တွေကိုကိုကိုတိုင်းလက်တွေ့လုံဆောင်စီတယ်နောက်တက drawing ရေးဆွဲရေးဆွဲတစ်ခုခုကိုပေါ့နော်အကြောင်းအရာတစ်ခုခုကို ရေးဆွဲခြင်းလုပ်ငန်းတွေကိုလည်းဒီကချင်းကန်နေမှာအသုံးပြုထားပါတယ်တဲ့အဲ့ဒီမှာဆိုလို့ရှိရင် the orders approach မှာဆိုလို့ရှိရင်ကျမတို့ဒီ orders ရဲ့ education ပေါ့နော်ဒီပညာရေးကိုလက်ခံတဲ့သူတွေက Clinic e-book ဆိုတာဒီနောက်တစ်ခါဒီမှာဆိုရင်ဒီ Parent for Silicon Valley ဆိုတာကျတော့ကျမတို့ Silicon Chips တွေကိုတီထွေနဲ့ပညာရှင်ကြီးတွေပေါ့နော်အမိသားစုတွေပေါ့အဲ့မိသားစုတွေကအဓိကကျမတို့ Order Education ကိုလက်ခံကြတယ်တဲ့အဲအဲ့လိုပေါ့နော်ဒါကလည်းဒီသူ့ရဲ့ချင်းကနီလေးကလည်း ဒါကလေးတွေလူငယ်လေးတွေတူတယောက်ချင်းစီတိုင်းမှာတကယ်ကိုပညာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံချက်ကြီးတွေရရှိသွားအောင်ပေါ့နော်။ဒါစိတ်ကူးစိတ်ကတန်းတွေကောင်းလာအောင်ဒီနည်းတွေနဲ့ဘာလို့တုံဆိုချင်းကတ်တယ်။နောက်တခါသူတို့တွေရဲ့ဒါအမှန်တရားကိုချင့်မြှင့်နိုးတတ်တဲ့စိတ်တွေဖြစ်ပေါ်လာအောင်လည်း နီလန်းနေနဲ့ချင်းကပ်ပေးတယ်နောက်တစ်ခါတာဝန်ယူတတ်တဲ့သူတွေဖြစ်အောင်လေဒီလိုမျိုးနီလန်းလေးတွေနဲ့ပေါ့နော်သူတို့ကိုချင်းကပ်စေခြင်းအဖြစ်ဒါရရှိသွားအောင်ဆောင်ရွက်ပေးကြတယ်တဲ့သူတို့တွေကအိမ်စားတွေအမှတ်တွေစနစ်ကိုအဓိကမထားဘူးဘာတွေလောက်တာတော့ဆိုလို့ရှိရင်သူတို့ကလက်တွေ့ကိုယ်တိုင်လက်တွေ့လှုပ်ဆောင်ရစေခြင်းနေနောက်တစ်ခါဂီတပစ္စည်းတွေကိုတီးမုတ်ပြီးတော့ကိုယ်တိုင်စမ်းသပ်လှုပ်ဆောင်စေခြင်းနီလန်းနေလေသူတို့မှရရှိသွားမယ်ပညာရေးအတွက်မရှိမဖြစ်ပေါ့နော်တကယ်ကိုလိုအပ်တဲ့အရာတွေရရှိသွားအောင်အဓိက ဒီပေါ့နော် wordos approach ကနေပြီးတော့ဒါချင်းကပ်ပြီးတော့ဆောင်ရွက်စီရဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်။အဲနောက်နေ့မှလည်းကျန်တဲ့ချင်းကပ်နည်းတွေအကြောင်းကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။